စကိုင်းတိုင်းဂျပရင်မြို့နယ်အိုထိန်တွင်းရွာစတင်ကျောင်းကိုစစ်ကောင်စီကရည်ရွယ်ချက်ရှိရှိဘုံကျဲချပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ရမှာကျောင်းသားကလေးငယ်တေဆုံးသူအရေအတွက်ထတ်တိုးလာတယ်လို့သိရပါဗျ။မေလ၁၂ရက်နေ့မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့စတင်ကျောင်းပေါ်ဘုံကျဲချတပ်ဖြတ်မှုမှာကျောင်းသားကလေးငယ်20ဦးနဲ့ဆရာမ2ဦးစုစုပေါင်း22ဦးတေဆုံးခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရကျောင်းသားကလေးငယ်100ကျော်အနက် မနေ့ကမေလ23ရက်မှာ G2 ကကလေးငယ်ကြားတူဒီနေ့မေလ14ရက်မှာ G3 ကကလေးငယ်မာတူထပ်မံတေဆုံးခဲ့လို့တေဆုံးသူစုစုပေါင်း24ဦးရှိလာပြီဖြစ်တယ်လို့တပင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထိခိုက်ဒဏ်ရာရရှိသူကလေးငယ်တွေကိုသက်ဆိုင်ရာနေရာတွေမှာစေဝါကူတာနေပြီးကိုလန်းအင်ကဖျက်တောက်ပြသူတွေလည်းရှိက ပြင်းထန်ဒဏ်ရာရရှိသူများပြားတာကြောင့် စိမ်းဝါလိုအပ်ချက်တွေရှိနေတယ်လို့သိရပါဗျ။